ကိုဝင်ဆရှိပြီဆိုကြတဲ့မွေးလာမယ့်ကလေးလေးအင်္ဂါဆုံးပါလာဖို့ဆိုတဲ့ဆုတောင်းကမိဘတိုင်းရဲ့ပထမဆုံးဆုတောင်းပါပဲဒါကြောင့်ပဲကိုဝင်ဆောင်တလျှောက်တေချာပြုဆောက်ရှောက်ကြအရေးကြီးကြီးကြီးနဲ့ယူဆိုင်ကြနဲ့အားသေးတွေတောက်ကြတာပေါ့အားသေးတွေထဲမှာဆိုမမေတိုင်းတည်တဲ့ folic acid အဲ့ဒီ folic acid ကဘိုက်တရခလေးဖွံ့ဖြိုးမှုအတွက်အရန်ကိုရေးပါတယ်ဓာတ်တစ်ခုဖြစ်ပါတယ်အဲအထူးသဖြင့်တော့ခလေးရဲ့အာယုံကြောပြုံဖွံ့ဖြိုးမှုအတွက် folic acid ကမရှိမဖြစ်ဓာတ်တစ်ခုဖြစ်ပါတယ်တကယ်လို့ ဒီ folic acid ချိုးတက်သွားခဲ့ရင်ဒါမှမဟုတ်လို့ရှိရင်မွေးရပါချိုးရင်းချက်တခုရှိခဲ့ရင်အခုကျွန်တော်ပြောပြမယ် anan cafeli လို့ခေါ်တဲ့ဥကောင်းကပါမလာတဲ့ပြဿနာကလေးမှဖြစ်လာနိုင်ပါတယ်မွေးလာတဲ့ကလေးဟာအင်္ဂါမပါလာတဲ့အဖြစ်တည်းမှာမှဥကောင်းကမပါလာတဲ့ဖြစ်စဉ်ကအဆိုးဆုံးဖြစ်တာကြောင့်အားလုံးဘုသူရရအောင်ဒီ video လေးမှာကျွန်တော်က anan cafeli အကြောင်းလေးကိုပြောပြပေးချင်ပါတယ်ဒါကြောင့်လို့ video လေးကိုအဆုံးထိကြည့်ပေးကြပါခင်ဗျာအဲ့တော့အရင်ဆုံး anan cafeli ဆိုတာဘာလဲဆိုတာကိုစပြီးတော့ရှင်းပြပေးချင်ပါတယ် ်ဘိုက်ထဲမှာသတိသားလေးစပြီးတော့ဖွင့်ပြိုးလာပြီဆိုတာနဲ့ညူရယ်ကျွတ်လို့ခေါ်တဲ့အင်္ဂါစိတ်ပိုင်းကလည်းလိုက်ပြီးတော့ဖွင့်ပြိုးလာပါတယ်အဲ့ဒီညူရယ်ကျွတ်ထဲမှာကလေးရဲ့အုံနောက်နဲ့ပင်မကြော်ရိုးဖြစ်လာမယ့်အစိတ်ပိုင်းတွေပါဝင်နေပါတယ်အခုပြောမယ့်အနကဖယ်လီကသတိသားဆက်ဆခြင်းဖွင့်ပြိုးတဲ့အချိန်မှာညူရယ်ကျွတ်မပိတ်လို့ဖြစ်တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်အဲ့လိုမပိတ်တဲ့ညူရယ်ကျွတ်ကြောင့်ဥကောင်းကမဖြစ်တော့တဲ့အပြင်ဖွင့်နေတဲ့နေရာကနေရီးမွားရီတွေကအာယုံကြောတ िश ူးတွေစီကိုရောက်သွားပြီးတော့ နောက်ပိုင်းအုံနောက်ဖြစ်လာမယ်ဆယ်ရီဘရန်နဲ့ဆယ်ရီဘဲလန်လို့ခေါ်တယ်။အုံနောက်ကြီးအုံနောက်ငယ်တို့လည်းဖြစ်စီကုန်ပါလေ။ဒီလိုဥကောင်းကုန်တွေအုံနောက်တွေပြင်ပလောကကြီးမှာအသက်ရှင်မှုအတွက်မရှိမဖြစ်လုံးဝလိုအပ်တဲ့အစိတ်ပိုင်းတွေဖြစ်တာကြောင့်အန်နကဖယ်လီဖြစ်တယ်ဆိုလို့ရှိရင်အသေးတွေမွေးလာတတ်တယ်လို့မွေးလာတဲ့ခလေးတွေကလည်းတကယ်လို့ပြင်မှာနိုင်ပိုင်းတော့ပဲအသက်ရှင်နေနိုင်ကြပါလေ။အဲ့တော့ဘိုက်တရကလေးကအန်နကဖယ်လီဖြစ်မဖြစ်ကိုကြိုသိနိုင်လားဆိုရင်တော့တိုးတက်လာတဲ့ဈေးပညာကိုပဲကျေးဇူးတင်ရမှာပါပဲ။အခုပြောပြမယ်ဈေးစစ်ချက်၃လုံးဟာ ိုယ်ရင်သွေးလေးမှာ NKF လေးဖြစ်နေလားမဖြစ်နေလားဆိုတော့မွေးလာကလေးကကြိုပြောပြနိုင်တယ်ပြညာတွေဖြစ်ပါတယ်အဲ့တော့ခုကြိုတိရတော့လေပြင်ပလောကကြီးမှာအသက်မရှင်နိုင်တော့တဲ့အတူတူတရားဝင်ကိုယ်ဝင်ဖြတ်ချခွင့်ပါနော် therapeutic abortion ကိုရှောက်တင်လို့ရပါတယ်ဒါကတော့ကျွန်တော်နိုင်ငံမှာတော့မရသေးဘူးပေါ့နော်ခြားနိုင်ငံမှာတော့ရနေပြီအဲ့တော့ NKF လေးကိုကြိုတိနိုင်တဲ့စစ်စစ်နီ၃ခုကတော့ပထမနေ့ဒီခုစပြပြမယ်နော် triple screen blood test လို့ခေါ်ပါတယ် ဓိကတော့ဘာကိုစစ်တာလဲဆိုတော့သွေးထဲမှာမနော် astriol ဆိုတဲ့ဓာတ်ရယ် human chorionic gonadotrophin မနော် ACG ဆိုတဲ့ဓာတ်ရယ် AFP လို့ခေါ်တဲ့ alpha p2 protein ဆိုတဲ့ဓာတ်သုံးခုစစ်တာဖြစ်ပြီးတော့အဲ့ဒီစစ်စစ်ချက်မှာ AFP ဓာတ်တွေတအားများနေလို့ရှိရင်ဒါ neural junit နဲ့ဆိုင်တဲ့ပြဿနာရှိနေပြီလို့သိနိုင်ပါတယ်နောက်တစ်ခုကတော့ရင်းဝါးရည်တွေကဆက်တဲ့ amniotic fluid test ဖြစ်ပါတယ်အဲ့တော့ AFP လို့ခေါ်ရပါတော့အဲ့ဒီ amniotic fluid test တကူဆက်လိုက်တဲ့အချိန်မှာတကယ်လို့ပါတော့ AFP များနေခဲ့မယ်ပေါ့နော်ခုနပြောတဲ့ alpha fibroprotein တွေများနေခဲ့မယ်ဆိုလို့ရှင်လေကိုယ်ရင်သေးမှာ anagen fatty ဖြစ်နေရလို့သိနိုင်တယ်နောက်တစ်ချက်ကရေမွားရေကိုစမ်းသပ်တဲ့အခါမှာဒါအပြင်ပေါ့နော်နောက်ထပ်ဒီမျိုးရိုးဗီဇာချုပ်ရင်းတဲ့ယောဂါတွေပါတခါတည်းစစ်ဆေးကြည့်လို့ရပါတယ်အဲနောက်တစ်ခုက ultrasound ပေါ့နော်အဲ ultrasound ကတော့၃လကျော်မှလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ပုံမှန်ဆိုလို့ရှင်ညွေကျူးလို့ခေါ်တဲ့အောင်ကျော်ဖွံ့ဖြိုးမှုတွေကကိုယ်ဝင်ဆောင်ပထမ၃လမှဖြစ်တာကြောင့်မလို့ကိုယ်ဝင်ဆောင်၃လပြည့်ပြီတဲ့နောက်ပိုင်းမှာ ultrasound ရကြည့်လို့ရှင်တကယ်သားမှဖြစ်နေတဲ့ညွေကျူး ဆိုင်ရာပြဿနာတွေကိုအကုန်လုံးမြင်နိုင်မှာဖြစ်ပါတယ်အဲ့တော့သွေးစစ်ရက်တွေမလုတ်ဖဲနဲ့ကိုဝင်3လကျော်မှ ultrasound ရိုက်မယ်ဆိုလေ anagas valley ရှိမရှိသိနိုင်မှာဖြစ်ပါတယ်အဲ့တော့အခုဆက်ပြီးတော့ကျွန်တော်ကဒီ anagas valley ကကုသလို့ရရဲ့ပြဿနာတစ်ခုလားဆိုတော့ဆက်ပြီးတော့ဆွေးနွေးတော့ပါမယ်ဒီကူးကောင်းကိုမပါလာလေပြဿနာဟာကိုဝင်ရင်လာပြီးတော့ပြန်မပြောင်းသွားတတ်တယ်လို့ကုသမဲ့နေလာနေလုံးဝမရှိပါဘူးဒါပေမဲ့ကာဝယ်လို့ရပါတယ်အဲ့ဒါကတော့ folic acid ပါပဲအဲ့တော့ကိုဝင်ဆောင်လေးဂျင်အတွင်းမှာ folic acid ဆေးပြားလေးတွေပုံမှန်တောက်သုံးတာဟာ ကျွန်တော်တို့အမြဲတမ်းဆရာဝန်တွေရောသူနာပြုဆရာမတွေပေါ့နော်ကိုယ်ဝင်အပ်မယ်ဆိုအမြဲတမ်းမှားလိမှားတာရှိတဲ့ကိစ္စဖြစ်ပါတယ်။ဒါပေမဲ့တော်တော်များများအချို့ဆိုပေါ့ပေါ့ဆဆနေနေကြတယ်။ပြီးတော့မှဒီလိုကိစ္စမျိုးဖြစ်လာပြီဆိုတော့ကျွန်တော်တို့လည်းလုံးဝမကယ်နိုင်တော့ပါဘူးနော်။ဒါကြောင့်မလို့ကိုယ်ဝင်ဆောင်ကာလမှာကိုယ်ဝင်သေးရှာအပ်ဖို့ကိုယ်ဝင်အပ်တဲ့အချိန်မှာဆရာဝန်ကပေးလိုက်တဲ့ folic acid အားစီလေးကိုမှန်မှန်တောက်ဖို့အတွက်ပြောရနေပဲ။ကျွန်တော်ဗီဒီယိုညီကုန်းချွတ်လိုက်ပါတယ်။မွေးလာတဲ့ကလေးလေးအကုန်လုံးကိုလိုက်ငါဆောင်အနေနဲ့ချမ်းချမ်းမမမွေးကြပါသေး။ဒီ anagatha look ခေါ်တဲ့ ဒီချွေးရင်ချက်တွေလည်းမပါကြပါသေးနဲ့လို့ပြောရင်းနေပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်